မင်္ဂလာပါညစီခွန်အားစာဆောင်မနှုတ်ခွန်းဆက်သပါရယ်မေလာ15ရက်2025ခုနှစ်ကြာသပတင်းဒီမတစ်ပတ်ငါသာထရပ်ပြာဆုံးမတော်မူခြင်းကိုမမတ်ပေးမနေနီဒီပြောရစာအခန်းကြီး7ရဲ့ခန်းငယ်ကကောင်းစင်ကဆုံးမတော်မူခြင်းကိုစေရင်စင်တာကောင်းတော်လေအပြောချမ်းသောကျွန်တော်တို့ရောက်မှတင်းယုံရှာကြီးကိုတတိယမိပါသည်ဆရာတော်ကြီးဦးချာနေဦးခေါ်ပါသည် တင်းဝင်သူများကိုခန့်ကြမ်းချမ်းမဲဆက်ဆံပါသည်။ဦးဝုံနေဖျားကြောင့်မတက်လေရှူမှုချိန်ပေါင်းပါသည်။အလူငွေမပေးနိုင်လေအော်ငေါက်ပါသည်။သူကတခါလက်နက်ကင်သူဖြစ်ပြီးဓမ္မဆရာဖြစ်လာတော့စိတ်မိတ်ပေးသလိုပဲအသိတော်ကိုအုံချပါသည်။တင်းဝင်ဆရာကိုချစ်တာနည်းနည်းကြောက်တာများများဖြစ်ပါသည်။ သေးဝင်သူများလည်းပဲအမြဲတမ်းဆရာတော်ညွန်ညီမှာရှိရင်နေကြပါ၏။ယနေ့မှာတော့ဆရာတော်သည်အမတ်တမဲ့၍ရွေနွေးအုပ်ကိုခလုံးတိုက်မိကချော်လဲပါသည်။တကုံလုံးရွေနွေးပူလောင်ကဝိညာဏဖြင်းစွာခံရပါ၏။သေလူနီးပါးပါပဲ။အတင်းသားများကဝမ်းမနေပါ။မရေဝွင့်၍အောင့်ထားရပါသည်။တယောက်ကမအောင့်နိုင်၍ကောင်းလိုက်တာကွာငါတို့ဆရာကိုဖျားရိုက်တာ။ဖျားဆုံးမတော်ဟုဇကတင်းဆိုပါသည်။တစင်းစကားနှင့်ဆရာတော်နားသို့ပေါက်ကြလေထိုတယောက်ကိုဆရာတော်ကခေါ်တွေ့ပါသည်။ သူကြောက်နေပါပြီ။ဆရာဟုံတွင်လည်းကြောက်လို့ရစီးများပြီးထွက်ချလာပါသည်။ထိုအခါဆရာတော်ကအံ့ဩ၍ငါအဲ့တလောက်တောင်ကြောက်ဆရာကောင်းနေတာကိုညီးတော်ပါ၏။သူကလည်းအလိုက်မသိပဲဟုတ်ကဲဟုဖြစ်နေဆရာတော်သည်မြင့်ကြလျင်ပြောပါသည်။မင်းပြောတာမှန်တယ်ငါကိုဖျားရိုက်တာ ခုလူကတီကောင်ပေါင်းလေးဖြစ်ရတာငါ့ကိုဖျားဆုံးမာတာပဲငါနားလဲပြီဂျေစုတင်ပါတယ်ကွာရှင်နေသူခင်ဗျာအာအာတီခင်ရပါ၏ဆရာတော်ကြီးခက်ခဲစွာပြန်လည်ကျမ်းမာလာခဲ့ပါသည် ြန်လည်၍ကျမ်းမာလာပြီးအမှုတော်ဆောင်လေးဆရာအသင့်တပါလူဖြစ်နေခဲ့ပါ၏အံ့ဩဖွယ်ပြောင်းလဲပါပဲဖျားခီဆုံးမကြည့်ခံရပြီးနောက်စိတ်သဘောနဲ့အသက်ရှင်မှု အပြောရှုအရာခက်သိမ်းပြောင်းလဲကကောင်းသောသူတွေနူးညံ့သောသူတွေမေတ္တာရှင်သူတွေဖြင့်ပြည့်မြလာရပါ၏ဖျားခီဆုံးမသူတင်ခြင်းခံရလေးစိတ်ပြည့်စရာမဖြစ်ပဲဝမ်းမြောက်စရာခံယူရလို့အကြောင်းမှာအားလုံးဖျားခီကောင်းပြီးပါစေ